တချို့ကတော့တချို့ဆိုလို့ရှိရင်ဘယ်အန်ပြူရကားကြီးနဲ့ဆိုလားဟိုတို့ကရဲမွန်းတောင်ထဲမှာပေါ့နော်။အခုစလို့ရင်းကြီးရဲ့ဒူတဲကိုဆိုင်ကယ်ကိုတားတယ်တားပြီးတော့ဝင်ညစ်တယ်ပေါ့နော်။ဒါနာမည်ဖြစ်တာလည်းပြီးလို့စစ်တော့ပြီးလို့စစ်တယ်ပဲဘယ်လိုလဲဘာလို့တော့ဥစဉ်တော့မပြောချင်ဘူး။ဒါမျိုးတွေဥစဉ်တော့လည်းတိုးတယ်ဆိုလို့ရှိရင်တော့ဥစဉ်တော့တော့ခွန့်လွန်မှာပေါ့နော်။ဒါအဲ့ညာချက်ချင်းလည်းငင်လိုက်တယ်နော်။ဒါကားရောလူရောပဲနေရာပြောက်သွားဆိုတာလည်းမပြောတော့ဘူး။အဲ့တော့ပြောချင်တာကတတ်မတော်ကိုပုံရိပ်ကြအောင်မလုပ်ကြပါနဲ့။အဲ့တော့လူရင်းတို့ရင်ကတော့ဥစဉ်တော့ဘယ်မှာမသွားတဲ့အချိန်မှာနော် ဘယ်မှမလာဘယ်မှမသွားတဲ့အချိန်မှာကျောင်းထဲမှာအေးဆေးဆေးနေနေတဲ့အချိန်မှာကောင်းကောင်းမွန်မွန်နေကြပါလို့ပဲပြောချင်တယ်မျိုးစစ်တွေအားလုံးเนาะကောင်းမွန်မွန်နေကြပါအေးဆေးဆေးနေကြပါနော်တိုင်းမြေကြီးငင်းကြိုင်အေးကြအောင်တစ်ဖက်တစ်လမ်းကနေအုတ်တချတဲတဲ့ဝက်ဆိုလိုပဲဆောင်ရွက်ကြပါလို့ဥစဉ်ကတော့ဒါပါတာစာနော်ဒီအားလုံးကိုဒါဥစဉ်ကတော့ဒါမင်းကြားချင်တယ်ပေါ့ပြောချင်တယ်ပေါ့နော်ကိုစိတ်ချထင်းတဲ့အတိုင်းမလုံနဲ့ကိုစိတ်ချဟာငါ့ကိုတော့လူဘွားဝါတယ်ငါ့ကိုတော့ဘွားဖြစ်တယ်လူဘွားဝါတယ်မတရားလုပ်တယ်ဆိုတဲ့ပုံစံမျိုးတွေမလုံနဲ့ကြားလားအဲ့တော့နိုင်ငံတော်ကို ရှည်တမ်းမှာကျင်းဝင်စွာထမ်းဆောင်ကြပါလို့ပဲဦးစင်းကတော့ပြောချင်တဲ့လိုအပ်ထားရှိသမျှဆိုရင်လည်းအမှကောင်းဆောင်ရှိတဲ့ဆန်ချားလို့ရှိမယ်လိုအပ်ထားကိုမှားနော်လိုအပ်ထားကိုမှားအားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ပြည်သူစစ်တွေကြားတက်တွင်းပုံကံမိတဲ့တင်းကြောင်းပြည်သူစစ်တွေမိုက်တွင်းမနှက်ကြဖို့ပောက်ကိုတော်ကဆုံးမလိုက်ဒီမှုအဆုံးထိနားဆင်ဝေဖန်တုံးတက်ပေးသွားကြပါအောင်ခင်ဗျာအမျိုးတွေကောင်းတော့နေနေခင်ဗျာဒီကနေ့အတရက်9လပိုင်း2025ဖြစ်ပါလေဗျာကြာကြပါလဲနော်7လပိုင်း တောင်းရဆိုရင်လည်းပောက်ကိုတော့ရဲ့30 30တဲ့မှာကိုနေပြီးမွေးနေဒါရရှိတော့မှာဖြစ်ပါလိမ့်မယ်နော်ဒီလားရှင်းလာပိုင်းဆိုလို့ရှိရင်အဲဒါကြောင့်မွေးနေမရောက်ခင်ပါပဲခုနေသားသမီးတွေခုနေသားသမီးတွေရောပောက်ကိုတော့လူတိုင်းနဲ့တကားတကားမယ်အကုန်လုံးပေါ့နော်ခြေတိုင်းရောက်တတ်မတော်သားကြီးခြေတိုင်းရောက်ဘတ်တာစာကြီးခြေတိုင်းရောက်နော်ရတဲ့ရင်ရဲတွေအကုန်လုံးပေါ်ပြန်နော်တာဝန်ရှိအကုန်လုံးမြန်မာနိုင်ငံလုံးမှာရှိတဲ့တိုင်းပြည်ကိုတာဝန်ထမ်းဆောင်နေတဲ့အကုန်လုံးပေါ်နော်အကုန်လုံးနိုင်ငံသူရဲကောင်းတွေအားလုံးကို ဒါမေတ္တာပုံပဲပြီးစိတ်မယ်ကောင်းတော့ွားမယ်ပေါ့နော်မြန်မာပြည်ကြီးအများဆုံးငြိမ်းချမ်းဖို့အတွက်အဲ့တော့ဘာပြောပြောဦးစင်ဟာဒီ15ရက်အတွက်မှာပေါ့နော်အဲ့တော့ဘာပြဿနာတွေပဲဖြစ်ဖြစ်ပါနော်ဘယ်လိုဟာတွေပဲဖြစ်ဖြစ်ဒါဦးစင်ဟာလာပြီးရှင်းမယ်ပေါ့နော်လာပြီးမှရှင်းမပေးပါဘူးနော်ဒါဦးစင်15ရက်လုံးလုံးကြောက်မှာပဲရှိမှာဖြစ်ပါလိမ့်မယ်နော်15ရက်လုံးလုံးကြောက်မှာပဲရှိမယ်ကြောက်မှာပဲဒါ ခုလိုမင်းများပွားမြတ်မှာပေါ့ဗျာเนาะကြောင်းပါပဲဟာဒါကြောင့်တကယ်လို့ဥစဉ်ဆင်းမလာဘူးမတွေ့ဘူးဆိုလို့ရှိရင်လည်းအမျိုးကြီးဒါပေါ့ကတော့ရဲ့နှံ့နေရောပေါ့เนาะစိတ်ပူမိမှာဆိုလို့ဒါဥစဉ်ကပြတ်ပတ်ကြီးဖြစ်ပါကြတယ်เนาะအဲ့တော့ကျမကြီးအရာရောဘာရောအေးစစ်စစ်ပဲဒီကြောင်းထဲမှာပဲဒါနေနေမှာဖြစ်ပါတယ်ဗျာเนาะအဲ့တော့ဘယ်မှာမသွားဘူးဘယ်မှာเนาะဘယ်မှာမသွားဘယ်မှာလဲလာဘူးပေါ့ဗျာเนาะအဲ့တော့ဥစဉ်ဟုတ်လားအဲ့ဒီရက်ထက်မှာပဲဥစဉ်ရဲ့เนาะဥစဉ်ကိုယုံကြည်အား အာကိုရောနော်တတိပတ္တစာတွေလည်းအေးစစ်စစ်နေကြပါကိုလောက်ဆရာရှိတဲ့တာဝန်နိုင်ငံတာဝန်ကိုကျေမွေသာထမ်းဆောင်ကြပါနော်ပြည်သူပြည်သားတွေကိုလည်းအနိုင်မကျင့်နဲ့ပြည်သူပြည်သားတွေပြည်သူစစ်ဆိုတာပြည်သူကိုကာဝယ်ပေးဖို့နော်ပြည်သူကိုစိတ်ဒုက္ခပေးဖို့မဟုတ်ပါဘူးနော်ဒါလေးကိုလည်းပြည်သူစစ်အားလုံးသိစေချင်တယ်နော်အเจ้าမအပြစ်မရှိဘဲနဲ့ဖမ်းလာတာကို channel ခေါ်ပြီး channel ခေါ်ပြီးမှထိတ်တုံးခါတာမျိုး channel copy မှာလာချုပ်ထည့်ထည့်တာမျိုးတွေမလုပ်ပါနဲ့เนาะဘာဖြစ်လဲဆိုတော့အဲ့လို channel ချုပ်ထည့်ထည့်တာတို့ထိတ်ထုံးခတ်ထားတာမျိုးကိုတက်နေရလဲခွင့်ပြုထားတာမဟုတ်တလို့ဒါစစ်သားကမှလည်းဒါခွင့်ပြုထားတာမဟုတ်ပါဘူးเนาะတကယ်လို့အပြစ်ရှိရဲ့လုပ်ရမှန်ရင်တော့မှခဏစစ်စစ်မင်းမြန်ခွင့်မင်းမြန်ခွင့်ရိုက်ပိုင်ခွင့်တွေကမရှိဘူးထားဆိုင်ရာတွေပဲဒါပို့ရမှာဖြစ်ပါတယ်เนาะအပြစ်ရှိရဲ့အပြစ်ရှိရဲ့လူကဥပဒေတိုင်းအရေးယူလိုက်မယ်ပေါ့เนาะဒါလေးလည်းဥစဉ်ကပြောခြင်းနဲ့တချို့ကเนาะတချို့ဆိုလို့ရှိရင် လိုအန်ဖြူရကားကြီးနဲ့ဆိုလားဟိုတလောရဲမွန်းတောင်ထဲမှာပေါ့နော်။ဒါဥစဉ်လို့ရင်းကြီးရဲ့ဒူတဲကိုဆိုင်ကယ်ကိုတားရတားပြီးမှဝင်ညစ်တယ်ပေါ့နော်။ဒါနာမည်ဖြစ်တာလည်းပြည်သူစစ်တော်ပြည်သူစစ်ပဲဗျာဘယ်သူလဲဘာလို့တော့ဥစဉ်တော့မပြောချင်ဘူး။ဒါမျိုးတွေဥစဉ်တော့ ਨੇ တိုးတယ်ဆိုလို့ရှိရင်တော့ဥစဉ်တော့တော့ခွလွန်မှာမဟုတ်ဘူးနော်။ဒါအဲ့ညာချက်ချင်းလည်းနေလိုက်တယ်နော်။လိုက်ကရောလူရောဘယ်နေရာပြောက်သွားဆိုတာလည်းမပြောတော့ဘူးအဲ့တော့ပြောချင်တာကတမတော်ကိုကိုရကြအောင်မလုပ်ကြပါနဲ့ကိုလုံးချင်မှကိုစိတ်ထဲပါမှတကယ်နိုင်ငံကိုချစ်တယ်ဆိုရင်ရင်းနှလုံးသားထဲကနှစ်နှစ်ခါကချစ်ပါ တကယ်တိုက်ပြီကိုချစ်တယ်ဆိုရင်လည်းယင်းနဲ့နှလုံးသားတွေကနှစ်နှစ်ခါမှချစ်ပါလို့ပဲဦးဇင်းကပြောချင်ပါတယ်နော်အဲ့တော့ဒီဒီဦးဇင်းမစင်းခင်တဲ့အချိန်မှာဘီလူးစစ်ထဲမှာကျော်စီရဆိုတဲ့တကားတယောက်ရှိတယ်နော်အဲ့တော့ဘီလူးစစ်ဒီအကျော်စီရဆိုတဲ့တကားကဒီတကားတကားမလေးကိုဘီလူးစစ်အမည်ဆိုသူ့မှာတနက်လဲပါတယ်လို့ပြောတယ်ဒီလိုပတ်လိမ့်နေတယ်ပေါ့နော်ပတ်လိမ့်နေသူကဘီယူစစ်ပဲဖွဲရပါရခေါင်းဆောင်ခေါင်းဆောင်ဆိုပြီးမှနော်ဒါလိမ့်နေတယ်ပေါ့နော်အဲ့တော့ဦးဇင်းတို့ Facebook ဦးဇင်းတို့ TikTok မှာလည်းအကူကြီးတောင်းလာတယ်အများကြီးသူ့ချောင်းဒီငွေကြီးကိစ္စတွေမှာ မိသားစုတွေဘဝပြတ်သွားတာတွေဒုက္ခရောက်သွားတာတွေအများကြီးဥစဉ်ကတော့ဒီကျော်စေရဆိုတဲ့ပြည်သူစင်နာမည်ကိုမကြဘူးပေါ့နော်အားလုံးပြောကြတာတော့တောင်မြုပ်ကကလို့ပြောတယ်။အဲဥစဉ်နော်ဥစဉ်ကျော်စရာကိုမကြောက်ဘူးလား။ဥစဉ်ရမယ်ပြုစရာအလုံးမတိကြတာတော့မတိဘူးပေါ့ဗျာနော်။ဒါကလည်းပြုစရာအလုံးလည်းဒါတိတ်ခါကြတယ်နော်။ဒါကြီးလည်းပြုစရာကျော်စရာဆိုတာဟာတွေ့ရင်ပြုစရာကြတိထားကြ။တွေ့ရင်ခေါ်ထားလိုက်ဗျာ။နော်ခေါ်ထားလိုက်ကျန်တာဥစဉ်ရှင်းမယ်နော်။လူလောက်ရတဲ့အခုလူလိန်ထားတဲ့လူတွေအများကြီးရယ်နော်။ဒါကြီးကတမတော်ပုံရေးကြတယ်။တမတော်ပုံတိတ်ခါကြတယ်။အများကြီးသူလိန်ထားတာနေနော်။အဲ့တော့ အလိုရင်းတို့ရင်းကတော့ဥစဉ်တော့ဘယ်မှာမသွားတဲ့အချိန်မှာနော်ဘယ်မှာမလားဘယ်မှာမသွားတဲ့အချိန်မှာကျောင်းထဲမှာအေးဆေးဆေးနေနေတဲ့အချိန်မှာကောင်းကောင်းမွန်မွန်နေကြပါလို့ပဲပြောချင်တယ်ယူစစ်တီအားလုံးနော်ကောင်းကောင်းမွန်မွန်နေကြပါအေးဆေးဆေးနေကြပါနော်တိုင်းပြည်ကြီးငြိမ်းချမ်းအေးချမ်းအောင်တစ်ခါတလန်းကနေဥတ္တချက်တဲလို့ဆိုလို့ပဲဆောင်ရွက်ကြပါလို့ဥစဉ်ကတော့ဒါဘာသာစာနော် ဒီအားလုံးကိုဒါဥစဉ်ကတော့ဒါမင်းကြားချင်တယ်ပေါ့ပြောချင်တယ်ပေါ့နော်ဒီကနေ့ဥစဉ်အဖွဲ့လေးဆိုလဲထွက်မယ်ဒါဩဝါဒဒီဒါရှင်းနေရှင်းနိုင်တော့ဟောဆိုလို့ရှိရင်ဒါဥဇောလာသူလိုက်ပို့ရမှာဗရဏီယောလိုက်ပို့ရမယ်နော်ပို့ရတယ်အဲ့တော့ဥစဉ်အဖွဲ့ရပြည်သူစစ်တွေလဲခြေပြားမှာရောက်လို့ရှိရယ်နော်ခြေထဲမှာရောက်ရင်ပြည်သူတွေရွာရဲရောက်လို့ရှိရင်ဒါငင်းချမ်းအေးချမ်းမှုကိုလိုရတဲ့ပြည်သူတွေနဲ့လက်တွဲပါပြည်သူတွေကိုကူညီပါ အေးစစ်စစ်လေးနော်ကိုတာဝန်ကိုကိုထမ်းဆောင်ကြပါအထက်ကအမိန်ပေးတဲ့အထက်ကလူကြီးတွေကတာဝန်ပေးတဲ့အလုပ်တွေပုံမှုတွေဘူကြီးတွေကပေးတဲ့အရာတွေကိုလည်းဒါအေးစစ်ဆက်ဆက်အေးစစ်ကြိုးပြီးမှအေးစစ်ဆောက်ရွက်ပါနော်တကယ်လို့ဘူကြီးတွေဘုံမှုတွေကမှားတယ်ဆိုရင်တောင်မှကိုယ့်ရဲ့ခေါင်းပေါင်းနဲ့ခေါင်းဆောင်တွေကိုဆက်ပါခေါင်းဆောင်တွေဆက်ပြီးမက္ကနာမှာဆိုလို့ရှိရင်လည်းပြူဝမှုရှိတယ်နော်အပြူဝမှုဆိုရင်လည်းဒါသူဆိုလည်းဒါစစ်တိုင်ခဲ့တာလည်းအများကြီးအတွေ့အကြုံတွေလည်းအများကြီးနော်တကယ်စစ်သားကောင်းတစ်ယောက်လိုပဲဦးဇင်းတော်တော့တုတ်တက်ခြင်းနဲ့စစ်သားပြည်သားလည်းလိုပဲတုတ်တက်ခြင်းနဲ့ဒါအတင်ပြလို့ အကုန်လုံးရတယ်နော်ကိုစိတ်แท้ထင်းတဲ့အတိုင်းမလုံနဲ့ကိုစိတ်တဲ့ဟာငါ့တော့လူဘဝရတယ်ငါ့တော့ဘဝဖြစ်တယ်လူဘဝရတယ်မတရားလုပ်တဲ့ဆိုတဲ့ပုံစံမျိုးတွေမလုံနဲ့ကြားလားအဲ့တော့နိုင်ငံတော်ဝန်ကိုရှိတမ်းမှာကျင်းဝင်စွာထမ်းဆောင်ကြပါလို့ပဲဦးစင်းကတော့ပြောချင်တယ်လိုအပ်တာရှိသမျှဆိုရင်လည်းအမကောင်းဆောင်ရှိတယ်ဆန်ရှားလို့ရှိမယ်လိုအပ်တာကိုမှားနော်လိုအပ်တာကိုမှားဘလို့မဆက်ရမလို့မရဘူးသူဆက်ရလို့မရဘူးဆိုရင်တော့ဒါဥစဉ်ဖုန်းနံပါတ်လည်းတည်နေတယ်ဥစဉ်ဆက်ဥစဉ်တစ်စင်ပြောပေးမယ်ကဲအားလုံးတာပါပဲဗျာ အနာသိစစ်ကောင်စီမှ DLA ထိန်းချုပ်ထားသည့်နောင်ချိုမြို့ကိုထိုးစစ်ဆင်နေပြီးကြောက်မဲမြို့ကိုလေကြောင်းပုံးကျဲနေ၍ပြည်သူများထိခိုက်ဒေဆုံးမှုများလာနေရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့နယ်အတွင်းစစ်ကောင်စီဘက်မှဟေဝင် drone တပ်များပါဝင်ခြေလင်းတပ်များဖြင့် DLA ကိုယခုရက်ပိုင်းအတွင်း ထိုးစစ်ဆင်တိုက်ခိုက်မှုများပုံမူပြင်းထန်လာနေပြီးတိုက်ပွဲအတွင်းနှစ်ဖက်တပ်ဖွဲ့ဝင်များထိခိုက်ဒေဆုံးမှုများလာနေကြောင်းသိရှိရပါသည်။နောင်ချိုကအခြေအနေမကောင်းဘူး။ဆကားဆာကထိုးစစ်ဆင်နေတာခုဆို6မိုင်ဝန်းကျင်မှာရောက်နေကြပြီ။ DNLA ဘက်ကတော့ခုခံနေဆဲဖြစ်တယ်ဟုနောင်ချိုဒေသခံတဦးကခက်စင်းတို့ယနေ့ပြောဆိုလာပါသည်။ပြီးခဲ့သည့်ဇွန်လ24ရက်28ရက်နေ့ 29ရက်များတွင်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲစစ်ရေးနှင့်မသက်ဆိုင်တဲ့အရဲသားပြည်သူများရှိရာကြောင်မဲမြို့ကိုအာနာရှင်စစ်ကောင်စီကနေရွေချက်ရှိရှိလေရင်ပုံကျဲခဲ့လို့အရဲသားပြည်သူ9ဦးအသက်ဆုံးရှုံးခဲ့ရပြီး15ထပ်မံထိခိုက်ကာနေအိမ်အဆောက်အဦတော်တော်များများပျက်စီးခဲ့တာသိရတဲ့အထူးစိုးရိမ်မိပါတယ်ဟု KIA တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ဗဟိုကော်မတီနှင့်နှီးဆက်သူဦးစည်တောင်လုံခြုံရေးအယအမိလွဲကစွန်းတို့ပြောဆိုထားသည် ျွန်တော်တို့ KIA ထိမ့်ချုပ်ထားတဲ့နန်းဖက်ကာကိုလည်းစစ်ကောင်စီကမျက်စိစူးနေလောက်ပါတယ် KIA ဘက်ကလေချောင်းရံကာကွယ်ရေးစနစ်တွေအစစ်မြင့်ထားတဲ့တရင်တွေတူလို့စက္ကစရီမခံမရဖြစ်နေလောက်ပါတယ်ဘာပဲဖြစ်ဖြစ်အရက်သားပြည်သူတွေရှိတဲ့နေရာတွေကိုတော့စစ်ကောင်စီဘက်ကနေလုံးဝလုံးဝဘုံမကျဲတင်ပါဘူးအစစ်ရှိတဲ့စစ်တပ်ဆိုရင်စစ်တပ်အချင်းချင်းတိုက်ရရတယ်ပြည်သူကိုအတုံးမချေဘူးဟုဦးစေတောင်ကထပ်မံပြောဆိုထားသည်